တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးတော့မှာကတော့ဂျပန်နိုင်ငံမှာသွားရောက်ရှင်ပြိုင်နေတဲ့နာနာကောနန်အဇလီယာဆိုရင်မနေ့က28ရက်နေ့ညနေမှာ Miss International 2025 final ပြိုင်ပွဲကြီးကိုရှင်ပြိုင်လို့ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်နာနာကဆိုရင်အဲ့ပြိုင်ပွဲမှာစုလေးခုကိုရရှိခဲ့ပြီးတော့ တော်တန်းနဲ့ဒါကျင်းနဲ့လိုက်ရပါတယ်တကယ်ဆိုရင်ဒါကျွန်တော် Miss International ပွဲကိုဒါကျွန်တော်ကြည့်ခဲ့ကြည့်နေခဲ့တယ်ပေါ့အဲကြည့်နေခဲ့တဲ့အချိန်မှာနာနာကပထမဦးဆုံးနေတဲ့ဒါ Top 20တဲကို voting list နဲ့ဒါဝင်သွားခဲ့တယ် voting list နဲ့ဝင်ပြီးသွားတဲ့အချိန်မှာဒါ Top နောက်ထပ် Top 10တဲကိုဒါဘုံအများဆုံးနဲ့ထပ်ပြီးတော့ဝင်သွားခဲ့ပါတယ် Paper Choice Award လည်းဒါရတယ်ပေါ့နော် Paper Choice Award လည်း Award လည်းရပါမယ်ဒါ top 10เนี่ยပဲဒါကျင်းလိုက်ရတယ် top 5တဲကိုဒါပါဝင်သွားခဲ့ဘူးပေါ့ ကဲအဲ့တော့ကဒီနေ့ဒါကျွန်တော်ကြီးညာပေးမှာကတော့နန္နာရခဲ့တဲ့စု၄ခုကဘာတွေလဲပေါ့နော်ဘာတွေလဲဆိုတော့ကဒါကပထမအဦးဆုံးနေတဲ့ကတော့ဒါနန္နာရောက်ခဲ့တဲ့နေရာပေါ့နော်နန္နာရောက်ခဲ့တဲ့နေရာကတော့ဒါ Total Finalist ပဲဖြစ်ပါတယ်ပြီးတော့ကနံပါတ်2နေနေကတော့ဒါ People Choice Award People Choice Award ရရှိခဲ့တာပဲဖြစ်ပါတယ်နံပါတ်3နေနေကတော့ဒါ Best National Costume မှာဒါ Top 10ရရှိခဲ့တာပဲဖြစ်ပါတယ်နံပါတ်4နေနေကတော့ Top Voting ဝင်တာပဲဖြစ်ပါတယ် top voting winner နဲ့ဒါ top 10နဲ့ကိုရောက်ရှိသွားခဲ့တယ် people choice award လည်းရခဲ့တယ်ဒါပေမဲ့ဘာကြောင့် top fighter ကိုမရောက်ခဲ့တာလဲပေါ့နော်ဒါတွေကတော့ဒါသူတို့ square တွေမှာဆုံးဖြတ်တဲ့ dialogue တွေရဲ့သဘောထားပေါ့လေအဲဒါပေမဲ့တခုလူတွေကပြောကြတာဆိုပြောကြတာတော့လေဒီတချို့နေရာတွေမှာဘေကွန်းလေးတွေဖြေသွားတာကအနေနဲ့အဆင်မပြေဘူးဆိုတာလို့လည်းပြောသားကြတယ်ပြီးတော့ကအဲပြီးတော့ကဒီနာနာရဲ့ခန္ဓာကိုယ် ီအရအရမောင်းရမောင်းချင်းတာမယ်လေးအချင်းချင်းရှင်လိုက်တဲ့အချိန်မှာနန္ဒာကနည်းနည်းလေးတိတိတသားလေးပို့ပြီးနည်းနည်းနှိမ့်နေပေါ့နော်အဲ့ဒါကြောင့်အရပုလို့ပေါ့အရပုလို့ဒါမရတာဆိုပြီးတော့လဲပြောကြတယ်ပေါ့နော်ဆိုတော့ကဒါဘာပဲဖြစ်ဖြစ်နန္ဒာကတော့ဒါအကောင်းဆုံးလုတ်ပြသွားခဲ့ပါတယ်နော်ဒါ Miss International တမိုင်းတစ်လျှောက်မှာလည်းအခုလိုမျိုး top 10ကိုမြန်မာကဝင်နေဆိုတာဒါပထမဦးဆုံးချိန်မှာနော် top 20တဲ့ဟိုတော့မတခါမှမဝင်ခဲ့ဘူးပါဘူးဆိုတော့ကဒါနန္ဒာလေးကဒါအခုချိန်မှာဒါအရန်ကိုတော်တာဖြစ်တဲ့အတွက်ဒါ တော်တန်းတွေကိုဒါဝင်ရောက်သွားခဲ့တယ်ဆိုတာကိုတော့ဒါလက်ခံပေးရပါမယ်။ဟုတ်ကဲ့ပါအခုလိုမျိုးအကောင်းဆုံးစူးစမ်းပေးခဲ့တဲ့နန္ဒာကို congratulation ပါလို့ဖိုးဝါကပြောချင်ပါတယ်။ဆက်လက်ပြီးတော့လည်းဒါမြန်မာနိုင်ငံကိုပြန်ရောက်ရေးအာကြော်ညာလေးရုပ်ရှင်လေးအဲ့လိုမျိုးလုပ်ငန်းတွေဒါအများကြီးလုံနိုင်ပါစေလို့ဖိုးဝါကဆုတောင်းပေးလိုက်ပါတယ်။ပြီးတော့ကကိုထူအလွင်ကတော့ဒါထပ်ပြီးတော့သူ့ရဲ့ Facebook စာမျက်နှာမှာသူပြောတာခဲ့တာတခုကတော့ဒါ official ဒီ list အရာကဒါနန္ဒာက top 8 top 8ဆိုပြီးတော့ဒါပြောခဲ့ပါတယ်။အဲ့ဒီ video လေးကိုလည်းဒါကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ဩနန္ဒလေးကအခုစပို့တယ်နန္ဒလေးက top 8ကြီးဝင်ခဲ့တာပါတဲ့အခု official result ထွက်ပါပြီဆိုတော့နန္ဒလေးအတွက်ကလည်းတကယ် congratulation ပါလို့ကျွန်တော်ပြောချင်ပါဟုတ်ကဲ့ပါဆက်လက်ပြီးတော့ကဒါဟုတ်ကဲ့ပါဆက်လက်ပြီးတော့ကဒါနန္ဒရဲ့ပြိုင်ပွဲဝင်မှုပုံရိပ်ကလေးတချို့ကိုဒါကျွန်တော်ခိုးပြီးတော့ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့ကြည့်ရှုလိုက်ကြရအောင်လားဗျာ Miss Myanmar Please come forward and share your SDG initiative. 一般投票に輝いた優勝者は Miss Myanmar。To present the People's Choice Award is. When I was a young girl, I dealt with anxiety and depression, and they were inappropriate moments where no child should ever face. And kindness is the one that healed me. And that is why my project is based on SDG 3 and 4. If we were to invest in children's education and welfare, we will make a cycle of kindness that lasts so for generations to generations. And that is the true, true desire that I really want to bring back to my country. Thank you so much. Myanmar! Nadezli Haka Mier!

because as we know, Myanmar is a very slowly developing country and they show kindness even though we don't have much. And we show supports and love. And as you may see in the pageant world, Myanmar has never won any crown ever before. And still yet, Myanmar still show kindness, support, and their support and love is growing and it, it will never stop. And that's the resilience of Myanmar. Hop, hop. the silence speaks and spirits arise. From misty hills and mountain rain, she rose with pride and carried pain. With woven cloth and steady hands, she holds the dreams of many lands. In every thread, a story glows the fire of ပါနန္နာလေးကလက်တာအရန်ကိုလှပပါတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေနဲ့ကဘာတဝမ်းကနန္နာကိုချစ်ခင်ကြတဲ့သူတွေကဒါနန္နာကိုဝိုင်းပြီးတော့ဗုဒ္ဓင်းနေပေးကြတဲ့အတွက်ပဲအခုလိုပဲဒါတော်ပထမဆုံးအနေနဲ့ဒါတော့ဆွဲပြီးတဲ့ပုံပေးတဲ့ပြီးတော့ကဒါဆက်ပြီးတော့ပုံပေးနေတာအားကောင်းတဲ့အတွက်ဒါတော့တန်းနေဖို့ဆက်ပြီးတော့ပုံပေးအများဆုံးဖြစ်ဝင်ခဲ့ပါတယ် မစ်ဖတ်စဝါလက်တာရရှိခဲ့ပါတယ်။ကိုနိုင်ငံကမစ်ဖစ်တဲ့အတွက်ဒါရစေချင်တာတော့မှန်ပါပဲ။ဒါပေမဲ့ဒါနာနာအကောင်းဆုံးစ조사ခဲ့ပါတယ်။မနိုင်ငံကိုဒါပြန်လာတဲ့အချိန်မှာလည်းဆော့ဆော့ကကျွန်တော်ပြောထားသလိုမျိုးဒါလုပ်ငန်းတွေကြော်ညာတွေဒါအများကြီးရပါစေ။ကိုလိုမျိုးဒါအမှုပညာလောကကိုဆက်ပြီးတော့ရှောက်လန်းနိုင်ပါစေလို့ဖိုးဝါကစူတောင်းပေးရင်းနဲ့ပဲဒီနေ့ဗီဒီယိုလေးကိုဒီမှာနေမဲ့ရနာခွင့်ပြုပါ။အားလုံးပဲနှုတ်ဆက်ပါတယ်။အားလုံးပဲတာချမ်းမြေတော့နေလေးတနေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ။ Thank you.